္မာပါရှင်ချက်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်မများရှင်ဒီကနေ့2023ခုနှစ်မတ်လ10ရက်နေ့မြန်မာစံတော်ချိန်နနက်၈နာရီချိန်မှာကျမတို့ Skynet Update ဖွဲ့သားတွေရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်မှာဖြစ်ပါရဲ့ရှင်မိဘပြည်သူများကိုကျမတို့အခုသတင်းပေးတင်ဆက်မယ့်အကြောင်းအရာကတော့ ပြောင်စုသမရမြန်မာနိုင်ငံတော်နိုင်ငံတော်သမရကြီးဦးသိန်းစိန်ဦးဆောင်တဲ့ချစ်ကြီးရဲ့အဖွဲ့ဟာဥရောပသမဂအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ Norway, Finland, Austria, Belgium နိုင်ငံ Italy နိုင်ငံတို့ကိုချစ်ကြီးရဲ့ခီးထွက်ခွာခဲ့ပြီးတော့ဒီကနေ့မှာတော့ပြောင်စုသမရမြန်မာနိုင်ငံတော်တို့ပြန်လည်ရောက်ရှိမယ့်အကြောင်းအရာကိုကျွန်မတို့သတင်းပေးတင်ဆက်မှာဖြစ်ပါရရှင်။မိဘပြည်သူများရှင်။ပြောင်စုသမရမြန်မာနိုင်ငံတော်နိုင်ငံတော်သမရကြီးဦးသိန်းစိန်ဦးဆောင်တဲ့ချစ်ကြီးရဲ့အဖွဲ့ဟာပြီးခဲ့တဲ့2023ခုနှစ် February 25ရက်နေ့မှာ နေပြည်တော်မှနေစတင်ပြီးတော့ထွက်ခွာခဲ့တာဖြစ်ပါရဲ့ရှင်။ February 26ရက်နေ့မှာတော့နော်ဝေနိုင်ငံကိုရောက်ရှိခဲ့ပြီးတော့ March 1ရက်နေ့မှာတော့နော်ဝေနိုင်ငံမှာဖင်လန်နိုင်ငံသို့ဆက်လက်ထွက်ခွာပြီးတော့ရောက်ရှိခဲ့တာဖြစ်ပါရဲ့ရှင်။ March 3ရက်နေ့မှာတော့ဖင်လန်နိုင်ငံမှာထွက်ခွာပြီးတော့ Austria နိုင်ငံသို့ရောက်ရှိခဲ့ပါရဲ့ရှင်။အဲဒီနောက်မှာတော့ Belgium နိုင်ငံ၊ Italy နိုင်ငံတို့ကိုဆက်လက်ပြီးတော့ချစ်ချီရီခီထွက်ခွာခဲ့ပြီးတော့ ဒီကနေ့2023ခုနှစ်မတ်လ10ရက်နေ့မှာတော့ကျမတို့ပြည်အောင်စုသမရမြန်မာနိုင်ငံတော်ကိုပြန်လည်ရောက်ရှိလာမှာဖြစ်ပါရဲ့ရှင်။ကြားခဲ့မှာဆိုရင်တော့ရန်ကုန်ပြည်ဆိုင်ရာလေစိတ်ကိုသမရကြီးဦးဆောင်နဲ့ချစ်ကြည်အဖွဲ့ပြန်လည်ရောက်ရှိတော့မှာဖြစ်တာကြောင့်ဒီပါပြည်သူများကိုကျမတို့ဆက်လက်ပြီးတော့ဒီညရည်ကျဆက်ပေးပါအောင်မရှင်။မြန်မာပြည်ယူ ူးစမ်းလင်းဖြစ်ပါတယ်။မြန်မာနိုင်ငံစီကုံတင်းနဲ့စီလုံမရှင်များအတင်းအတွဲပဲတင်းမှုဖြစ်ပြီးတော့ရမက်စီစဲမှာလည်းဘိုလ်လုံးမှုဆောင်တယောက်ဖြစ်ပါတယ်။ဒီနေ့တော့နိုင်ငံဝေဘ၅နိုင်ငံ ဥရောပသမဂ္ဂအဖွဲ့ပဲငါနိုင်ငံချစ်ချီခီးတောက်တဲ့နိုင်ငံတော်သမ္မတကြီးနဲ့အဖွဲ့ဒီနေ့ပြန်လည်ရောက်ရှိလာမယ်ဆိုကြားရတယ်ကျွန်တော်တို့ကဝန်တာဂုံယူစွာနဲ့လာရောက်ကြိုဆိုအချင်းဖြစ်ပါတယ်ဟုတ်အများကြီးထောက်ကူပေးပါမယ်အရင်တော့ဆို EU ကကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံကို section တွေထုတ်ထားတယ်အခုဆိုရှင် DIA လည်းဖြေလျှော့သွားပြီအဲကျွန်တော်တို့နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ MOU တွေလည်းအကုန်လုံးဟိုမှာဟိုဘက်နိုင်ငံမှာတက်ဆိုင်ရလူကြီးတွေအကုန်လုံးထိုးတော်ဝင်ယူတော့လက်မှတ်တွေထိုးနေကြတာလည်းအကုန်လုံးတွေ့ရတယ်ပြည်ပြောင်းလဲတွေလည်းအများကြီးပေါ်ဆောင်နိုင်ခဲ့တယ်ဒီအတွက်လည်းကျွန်တော်အားရကျေနပ်မိပါတယ် တော့နိုင်ငံတော်တမန်ကြီးကတော့ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးအားနေပြီးတော့အခုချိန်မှာတော့ပြည်သူတွေအားလုံးရဲ့အားကိုးအားထားရတဲ့နိုင်ငံတော်တမန်ကြီးဖြစ်နေအားလုံးကယင်ထဲမှာနှလုံးထဲမှာရှိနေကြပါတယ်လို့ပြောချင်ပါတယ်ကျမနာမည်ခင်ငိုင်လွယ်ပါကျမအထက်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့အတွင်းမှုလည်းဖြစ်ပါတယ်ကုန်သင်းစမှုအသင်းချုပ်ရဲ့အတွဲဘက်အထူးအတွင်းမှုလည်းဖြစ်ပါတယ်ရှင်အော်လာကြွားတဲ့အကြောင်းကိုရိုးရှင်းဖြစ်ရရင်တော့တမနာကြီးကိုအထူးကျေးဇူးတင်လို့ပါနော်ဘာကြောင့်တင်ရလဲဆိုတော့ကျမတို့ ဘယ်နေရာသွားသွားပေါ့နော်တကဘာလုံးကြိုက်တဲ့နေရာသွားသွားကျမတို့ကမျက်နှာမော်တော့သွားလို့ရလို့ပါအဲ့ဒါကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အာကျမတို့ဒီဥရောပဥရောပသမဂ္ဂရဲ့ဟိုအခွန်အထူးအခွင့်အရေးပေါ့နော်အခွန်လွတ်ငြိမ်းခွင့်ပေါ့နော်အဲ့ဟာအတွက်ကတော့ကျွန်တော်တို့ဒီတောက်လျှောက်ကိုစကားပြောနေခဲ့ကြတာပေါ့နော်အဲ့ဒီကိစ္စလေးလေးမြ мян လေးကောင်ထစ်ပေါ်လာမယ်လို့ထင်ပါတယ်ဖြစ်မကြခင်ကာလပေါ့ရက်ပိုင်းတွင်မယ်လို့ကျွန်မညွှန်လိုက်ပါတယ်တမနာကြီးကိုမြန်မာပြည်သူပြည်သားအားလုံးက ကျေးဇူးအထူးတင်နေပါတယ်လို့เนาะဟိုသမိုင်းအတွက်ဂုဏ်လေးယူပါတယ်เนาะပြီးတော့ကျမတို့ဟိုဒီလိုဟိုအရင်နဲ့မတူဘောเนาะဘယ်ညာသောသဘယ်ညာလာမှာမြန်မာဆိုရက်ညနာတကူတော်တော်ပွင့်လာတာတော့ဟိုစကားနဲ့ပြောလို့မရဘူးလို့ကျမထင်တာပဲကျေးဇူးတင်တဲ့ကိစ္စပါဒါကြောင့်ကျမဒီကိုရောက်လာတာပါကျမတွေမဟုတ်ရှင်ကျမတို့အထင်ကြီးလုံကကလေးတော်များလဲလာကြပါတယ်ဟိုကျေးဇူးတင်ပါတယ်လို့ညီမနာမည်ဥမခိုင်ပါဟိုလာပြီးတော့အဲ့လိုပေါ့ တမန်ကြီးကလည်းသွားပြီးတော့နိုင်ငံအတွက်လုပ်ပြီးတော့ကိုလည်းလာပြီးကြိုရင်နဲ့ဆန္ဒရှိလို့လာကြိုတာပါဟိုအသင်းဖွဲ့တစ်ခုအနေနဲ့လာပါ UMCCI ရဲ့ဖွဲ့ရတာတမန်ကြီးစမ်းပါပါချမ်းသာပါလေရှေ့လျှောက်လည်းပြည်သူတွေအတွက်အများကြီးလုပ်ပေးနိုင်ပါသည်ညီမနာမည်မေတ္တနာကျော်ပါโอเคအဲတမန်ကြီးကိုအရင်လေးစားပြီးတော့အရင်သူလုပ်တဲ့လုပ်ရည်တွေကိုပေါ့နော်အရင်လေးစားပြီးအရင်ချစ်ခင်တဲ့အတွက်ကြောင့်လို့တမန်ကြီးကိုဒီဂုံရွေးစေအကြောင်းအဲလေးတည်စီကျွန်တော်လာကြိုတာပါအမနဲ့အဆောင်9နှစ်တော့ကပါတမန်ကြီး ကျန်းကျန်းမာမာနဲ့မြန်မာနိုင်ငံရဲ့ကောင်းကျိုးတွေကိုအများကြီးလုပ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်။ ာပြောလေဟိုကိုယ်နိုင်ငံကောင်းဖို့အတွက်ပေါ့နော်ဒီချစ်ချစ်ခီးသွားဟုတ်တာပဲဟိုဒီအတွက်လည်းဟိုဒီဟာကိုလာပြီးကြိုးဆိုတာပါဘာကြီးပြောင်းလဲဖြစ်လာမယ်ဆိုတော့အများကြီးရောအကူအညီနေပေါ့နော်ညှော်လင်းလို့မရဘူးဆိုရင်တော့မှ အရင်တော့ရှိခဲ့တဲ့မရခဲ့တဲ့အကူအညီတွေအခုပြန်ရမယ်ပြီးတဲ့အခါကျတော့အခုနိုင်ငံပေါ်မှာရှိတဲ့ကျွေးမီတော်တော်များများပေါ့နော်အခုဒီ skyline ကအထုဒိတ်မှကြီးရတာလေဒီကျွေးမီတော်တော်များများကိုရှော်ပြစ်တာတွေအခုကြီးပေးမဲ့ဘတ်ဂျက်တွေအများကြီးကြားနေရတော့အခုဝမ်းသာပါတယ်ကြီးနေတယ်ဘာပဲပြောပေါ့နော်ဒီလိုထောက်ပံ့တဲ့ဟိုအရာတွေကြတော့အခုနိုင်ငံလိုတက်ဖို့အတွက်အများကြီးဆင်ပြေပါတယ်အဓိကတော့ဗျာကျွန်တော်တမနာကိုလာချိုးတယ်ဆိုရင်ကတမနာကိုယုံလို့ပေါ့ เนาะဟိုထောက်ခံလို့အားပေးလို့ပေါ့ဒါတော့တေးကြတယ်လေကျွန်တော်တို့မထောက်ခံနဲ့အားမပေးတဲ့ကျွန်တော်တို့အယုံကြည်မရှိရဆိုကျွန်တော်တို့လာကြုံမှာမဟုတ်တာတေးကြတယ်လေကျွန်တော်တို့ကြားတာတော့အဓိကတော့ကျွန်တော်တို့တစ်ခါမှမရခဲ့ဘူးတဲ့ GSP ပေါ့ဗျာအဲ့ဒီဟာကိုကျွန်တော်တို့နိုင်ငံမှာရဖို့ဆိုတာကဟိုခေတ်ဆက်ဆက်မှာဘလို့မှမလွယ်ခဲ့ဘူးမဖြစ်ခဲ့ဘူးเนาะအဲ့တော့တကယ်အရေးပါတဲ့အတွင်းစီးမှာရှိတဲ့သူတွေကလည်းဒါကို မပေးဘူးပေါ့နော်ကျွန်တော်တို့မပေးဘူးပေါ့အဓိကကအဲ့တော့ဆရာမရအခုအဲ့ဒါကိုယုံကြည်မှုသွားပြီးတော့တိဆောက်ပြီးတော့ဒီအခွင့်အရေးလေးကိုရအောင်ယူလာနိုင်ခဲ့တယ်ပေါ့ဒါကျွန်တော်တို့ကြားသိရတယ်လေဆိုတော့ဒီ GSP ကျွန်တော်ပြန်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဥပမာနိုင်ငံသားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအခွင့်အရေးပေါ့ဟိုကနော်ပေးရတဲ့ tax တွေကတော်တော်များများပြောကြသွားမယ်ဥပမာ5 5% to 23ပေါ့နော်20ကျော်ကျော်လောက်ထိကိုကျွန်တော်တို့တက်တာသွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒီခါကျတော့ကျွန်တော်လုပ်ငန်းရှင်တွေဘက်ကဒီလိုမျိုးအခွန်မှာနော်ပေးရဆောင်ရတဲ့ဟာမှာတက်တာသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရအခြေခံလူရန်းစားတွေအလုပ်သမားတွေပေါ့ဒီအလုပ်သမားတွေကိုပေးတဲ့လစာတွေဟာဥပမာ5%လောက်တက်လာတက်လာမလားတက်ကောင်းတက်လာနိုင်တယ်လေအဲ့တော့ကျွန်တော်တို့အခြေခံလူရန်းစားတွေအတွက်လည်းအကျိုးရှိလာနိုင်တယ်ဆိုတော့ဒါကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်နိုင်ငံအတွက်အရန်တော့အရန်ကိုကောင်းတဲ့ ခွင့်ရေးတစ်ခုပေါ့လေเนาะအလားလာကိုဒါကိုလည်းဟိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်လို့ကြားတယ်ဟိုနိုင်ငံတော်အတွက်အကောင်းဆုံးလှုပ်ဆောင်ပေးနေတဲ့သမရာယီကိုခုံပြုတဲ့အနေနဲ့လာပြီးကျေးဇူးပေးတာပါအာသမရာယီတိတက်ဖို့ပြီးတော့မှကျမပါစေလို့စိတ်လဲချမ်းသာပါစေလူလဲကျမပါစေလို့အများပြည်သူတက်ကိုကောင်းဆုံးနေလဲဒီထက်မကလုတ်ပေးနိုင်ပါစေလို့ဆုတောင်းမှုဆုမွန်ကောင်းတောင်းပေးပါတယ် အော်ဟုတ်ကဲ့ပါကျွန်တော်ဒီအစီအုံကျော်ရဲ့အနုပညာညီကောင်မောင်မိုင်းနေနဲ့တမားရဲ့တောချုပ်ဘူးစီစဉ်ရှိရဆိုလို့ကျွန်တော်ပါလာပါနောက်ကြတော့ကျွန်တော်ကလည်း like channel အဲနောက်ကိုရဲ့ဒီကိုနိုင်ငံအောင်ပေါ့နော်ဒီလိုဖွံ့ဖြိုးတိုးတက်အောင်ဆက်ဆက်ရနေပြီးတော့လုပ်ပင်းရဲ့ကိုတမားရဲ့နော်အကြောင်းအမှန်တိုင်းပါအပြင်မှာလည်းတွေ့ဘူးချင်းလို့အားကြောင်းပါဟုတ်ကဲ့ဟုတ်ကဲ့ပါတမားဤနောက်နှစ်ပေါင်းများစွာတက်တော်ရစွာရှိပါစေနောက် ဘေးရန်ခတ်သိမ်းကင်းကျင်းပါစေလို့ကျွန်တော်ကတော့တူတူပဲဆုတောင်းတတ်ခင်ဗျလာကြူတာကတော့ကျွန်တော်ရုပ်ရှင်စည်းရုံးဖွင့်နေလိုက်လာတာပါပြီးတော့တမန်တော်ကြီးကိုလေးစားလို့လာကြူတာပါအဲတမန်တော်ကြီးကျမ်းပါပါစေပြီးတော့ဟိုပြည်သူတွေရဲ့အကျိုးလည်းဒီတမကတည်ပွင့်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အဲတမန်တော်ကြီးပြန်လာမယ်ဆိုလို့ကျွန်တော်လာကြူတာပါအဓိကတော့ကုံသက်မှုကိစ္စနဲ့သွားတာဆိုတော့လေကျွန်တော်တို့ဒီမြန်မာနိုင်ငံကကုံတွေပေါ့နော်ဒီထွက်ကုံပစ္စည်းအကုန်လုံးဒါဒီတခြား တခြားနိုင်ငံတွေရောအကုန်လုံးဒီဖျံမှုကိစ္စနဲ့ပေါ့ဘယ်လိုဆိုတော့ကျွန်တော်ဒီနိုင်ငံအတွက်လည်းရန်ကိုကောင်းပါတယ်အကျွန်တော်ကဒီနိုင်ငံမှာကျွန်တော်ကြာပြီလေ local ဖြစ်နေတာတော်တော်ကြာပြီဆိုတော့ရန်အဆင်ပြေတော့ကောင်းပါတယ်ဟုတ်ကဲ့တမိုင်းလည်းချမ်းသာပါစေချမ်းသာပါစေဟုတ်

ာနိုင်ငံကိုချစ်ချည်ရေးခီးသွားရောက်ခဲ့ကြတယ်။ပြောင်စုသမရမြန်မာနိုင်ငံတော်နိုင်ငံတော်သမရကြီးဦးသိန်းစိန်ဦးဆောင်တဲ့ချစ်ချည်ရေးအဖွဲ့ဟာကျမတို့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီဖြစ်ပါရဲ့ရှင်။သမရကြီးနှင့်အဖွဲ့ကိုဝမ်မန်ကစားလာရောက်ကြိုတင်ကြတဲ့ပြည်သူလူထုအပေါင်းကိုလည်းဒီဘက်ဒီဘက်အနေနဲ့အခုလိုပဲတွေ့မြင်နိုင်ပါရဲ့ရှင်။ဒီစီစဉ်ကိုကျမတို့ Sky Net Update Channel မှာခေါ်ယူစွာဖြင့်တင်ဆက်ပေးလိုက်ပါရဲ့ရှင်။ကြည့်ရှုအားပေးနေကြတဲ့မြန်မာပြည်သူကြီးကိုမန်မာများအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်။ဒီဘက်ပြည်သူများအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ။